မြင်္ဂလာပါမနေ့ပြန်ခုနှစ်ရက်သားသမီးများတို့တည့်ရက်သားဆောင်းအောင်ရှောင်းအောင်များကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများတို့ယနေ့မှာတော့အလုပ်နဲ့ပတ်သက်ပြီးတော့ရက်ဝေးကနေအဆက်အသွယ်ကောင်းများရရှိပါလိမ့်မယ်အလုပ်နေရာထိုင်ခင်းအထူးကောင်းမွန်တဲ့နေ့လေးဖြစ်ပါတယ်လက်မှာထိခိုက်တံရရတတ်ပါတယ်အခြေအမှတော့စိတ်လိုမကြစရာတွေများနေတတ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုဖြစ်ရှင်းရတတ်ပါတယ် ငါးကိုးပါတဲ့ကနဲများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနီရောက်တဲ့နီးညွံ့အောင်ဖြစ်ပါတယ်။ရေရေအနီနဲ့ကတော့မိမိရဖျားမှာရွှေထမင်းကလူပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့အလုံနဲ့ပတ်သက်ပြီးတော့တာဝန်ယူဖြည့်ရှင်ပေးရတတ်ပါတယ်။မိတ်ဆွေရင်းများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။အထက်လူကြီးအကြီးအကဲများရဲ့အကူအညီများရရှိပါလိမ့်မယ်။အလားအပါရွှေရေသနာနဲ့ပတ်သက်တဲ့ပြည့်စုံများဝင်လာတတ်ပါတယ်။ပိုင်အောင်ပိုင်တာဖြစ်တတ်ပါတယ်။ ချစ်တူစရာနေပြီးတော့သတင်းကောင်းကြားသက်ပါတယ်။36ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရံဖျားမှာလိန်ပေါ်ရင်ကတ်လူပူဇော်ပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့အထက်လူကြီးအကြီးအကဲများကြောင့်စိတ်ညစ်ဆရာများကြုံတွေ့ရတတ်ပါတယ်။အလောက်ကရွယ်ချက်များတိတ်လွဲလွဲနေတတ်ပါတယ်။ဆက်ပျက်စီးစားစားရများပျောက်သက်ပျက်စီးဆုံးရှုံးတတ်ပါတယ်။အထူးသတိထားပေးပါ။ခေါင်းမူခေါင်းကိုက်ဒါမျိုးတွေဖြစ်တတ်ပါတယ်။ ချစ်တူစရာနေပြီးတော့မမျောလင့်ပဲလက်ဆောင်ရတတ်ပါတယ်။နှစ်ကိုးပါတဲ့ကနန်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ပန်းရောင်ဖြစ်ပါတယ်။ရေရရအနေနဲ့ကတော့မိမိရဖျားမှာကိမုတ်ကတ်လို့ပူဇော်ပေးပါ။ဘုရုံဥသားသမီးများတို့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့နေရာကောင်းရခြင်းနာမည်ကောင်းရခြင်းညကြုံပါလိမ့်မယ်။အချင်းရဲ့အိမ်တော်ကြီးမှာတော့စိတ်လိုမကြစရာတွေများနေတတ်ပါတယ်။ကြံစီထားရမယ့်အရာတွေကိုရဲရဲသေးသေးနဲ့လုပ်ပေးပါအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ ဘိုက်အောင်ဘိုက်နာဖြစ်သက်ပါတယ်၄ရှစ်ပါတယ်ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အဖြူအောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရံဖျားမှာမုံလုံးရင်ပေါ်ကတ်လို့ပူဇော်ပေးပါကြာရာပရိသတ်မိမိများတို့ယနေ့မှာတော့အိုးရင်ဆောက်ဦးနေရပြုပြင်ပြင်ဆင်ရတတ်ပါတယ်အလုံမှာစိတ်ရှုပ်เสียစိတ်ညစ်เสียများ ကြုံတွေ့ရတတ်ပါတယ်လက်တစ်ဖက်မှာအနာတရဖြစ်သက်ပါတယ်ဖျားပုံတော်ရဟနာပုံတော်များ အင်ဝကြွလာရင်၄ဆ၆ဆုံးထိထိုးပေးပါ အခြေရေးမှာတော့ယူဆတွေကွယ်လွယ်နေတတ်ပါတယ်။ကံကောင်းတဲ့အရာတော့အစိမ်းရောက်တဲ့အပြာရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာတတိ60စိတ်ကတ်လို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့ဆက်တူရှယ်ယာကိစ္စများနဲ့ပတ်သက်ပြီးတော့အထူးကောင်းမွန်တဲ့နေလေးဖြစ်ပါတယ်။ပညာအသစ်တစ်ခုရသက်ပါတယ်။မိတ်ဆွေအပေါင်းသမီးများနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်တော့ကရောက်စရာများကြုံတွေ့ရတတ်ပါတယ်။ခေါင်းတစ်ချမ်းကိုက်တတ်ပါတယ်။အချိန်ရင်းမှာတော့ตายရနေပါလိမ့်မယ်။ တဲ့ကိုပါတဲ့ကနေ့များအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာဥရခေါဆွဲကလူပူဇော်ပေးပါ။စနေသားသမီးများတော့ယနေ့မှာတော့အလုံမှာနာမည်ကုန်သတင်းကြော်ကြပါမယ်။အလုံနဲ့ပတ်သက်ပြီးတော့ကံအခွင့်လန်းအဖက်ဖက်ကနေပြီးတော့ကောင်းနေပါလိမ့်မယ်။စီးပွားရေးလူမှုရေးကိစ္စများအားလုံးအဆင်ပြေနေမယ့်နေ့လေးဖြစ်ပါတယ်။ကိုလိုက်ရာရနာမျိုးတွေဖြစ်တတ်ပါတယ်။ချက်တူစရာနေပြီးတော့သတင်းကောင်းများကြားပါလိမ့်မယ်။ ငါးကိုပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်းတော့အဝါရောင်းတဲ့အနက်ရောင်းဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာမွေးငါးကတ်လို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။